ထရိနာတရားနေဖြင့်ဈေးကွက်တစ်ခုကိုစားပြီးတော့မှရှင်းကပ်လာပြီဆိုရင်သူ့အနေဖြင့်ကျွန်တော်ဒီဈေးကွက်ကြီးကိုဝယ်သူရောင်းသူလို့ခေါ်တဲ့ liquidity နဲ့လဲပတ်ထားတယ်ဆိုတာကိုကျွန်တော်နားလည်ထားဖို့လိုအပ်တယ်။ဝယ်သူရောင်းသူတွေနဲ့လဲပတ်နေတဲ့ဒီဈေးကွက်ကြီးမှာဘယ်စုံဒီမှာတော့ဝယ်သူတွေရှိတယ်ဘယ်စုံဒီမှာတော့ရောင်းသူတွေရှိတယ်ဆိုတာဒါကကျွန်တော်မမြင်ဘူးဆိုရင်ကျွန်တော်အယောင်းဝယ်လို့ရတာအဆင်ပြေမှာမဟုတ်ဘူး။ကျွန်တော်နေဖြင့်ပြင်ပလုပ်ငန်းမှာကိုနေဖြင့်ကိုအယောင်းဝယ်လို့တို့ ကွန်ရောင်းချင်တဲ့ဈေးထဲမှာရောင်းဝယ်ချင်တဲ့ဈေးထဲမှာဝယ်ဒါမျိုးပုံစံသွားလောက်ရတယ်ဆိုရင်တို့ရေရှည်မှာအမြင့်ရနေတဲ့ trader တယောက်ဖြစ်လာဖို့ဆိုတာတော်တော်လေးခင်နိုင်တယ်ဆိုတော့အဲ့ဒီအတွက်တို့ market ခုခုစာပြေမှာရှင်းကပ်လာပြီးဒီ market ကိုတို့ကဈေးခွက်ကိုခမန်းတုံးတက်တော့မယ်ဆိုရင်တို့တို့နေပြဘယ်ဇုံတွေကတော့ဒါဝယ်သူတွေရှိရဆုံးဘယ်ဇုံတွေကတော့ဒါရောင်းသူတွေရှိရဆုံးတော့ကျွန်တော်တို့ကကွက်ကွက်ပြပြခမန်းနိုင်ဖို့လိုအပ်တယ် ကွက်ကွက်ပြပြမြင်ထားဖို့လိုတယ်ဒါမှကျွန်တော်တို့အယောင်ဝယ်လောက်ရတာခမသုံးသက်ရတာအဆင်ပြေလဲမယ်ဝယ်သူတွေရောင်းသူတွေရှိတဲ့ဆောင်ကိုဘလို့တွေတိနိုင်လဲဆိုအဲ့ဒီချက်ကိုကျွန်တော်ဒီမှာပြောပြပေးမယ်ကန်နစ်တစ်ချက်တွေနဲ့မကြည့်ခင်ပါဒါ line ချက်တစ်ခုနေပဲကျွန်တော် example တွေကိုရင်ကြည့်အောင်ကျွန်တော်ဒီမှာကြည့်မယ်ဆိုရင်ဒါဇေယန်တစ်ခုကတက်လာပြီတက်လာပြီးတော့မှဒီအမြင့်ဇေယန်တစ်ခုမှသူပြန်ကျသွားမယ်โอเคပြန်ကျသွားတဲ့အကြောင်းရင်းကဒါရောင်းတဲ့သူတွေကြောင့်ပဲမဆွေး ဒီပထမဆုံးဒီအောက်ကနေအပေါ်မူလာတယ်ဆိုရဲခရဲမှာကဒါဝဲတဲ့သူတွေကြောင့်ဈေးခွက်ကအပေါ်ထိုးတက်သွားတာအလားတူပဲအပေါ်ကနေအောက်ကိုကျလာတယ်โอเคကျသွားတဲ့အကြောင်းရင်းကရောင်းတဲ့သူတွေရှိတယ်အတွက်ကြောင့်ဒါပြန်ကျလာတယ်ဒါကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီ take ကိုကျွန်တော်ကဘာပြောလို့ရရလဲဆိုတော့ဒါ swing height လို့ပြောလို့ရတယ်နောက်တစ်ခုကျွန်တော်တို့ liquidity ရှိတဲ့နေရာလို့ကျွန်တော်တို့ပြောလို့ရတယ်အဲ့ဒီ liquidity ကဘယ်သူတွေရဲ့ liquidity လို့ပြောနိုင်မလဲဆိုတော့ seller တွေရဲ့ liquidity ရောင်းတဲ့သူတွေဘက်က liquidity တနည်းအားဖြင့်ပြောမယ်ဆိုရင်ဒီ take ကဇုံကိုကျွန်တော်ကဆွဲဟလို့ခေါ်တယ်နောက်ပြီးတော့မှ liquidity ဇုံလို့လည်းခေါ်တယ်နောက်ပြီးတော့မှဒီဇုံမှာဆိုရင်ဒါရောင်းတဲ့သူတွေအများအပြားရှိတဲ့ဈေးဇုံလို့လည်းကျွန်တော်ကသတ်မှတ်လို့ရတယ်ဒါဆိုရင်ရောင်းသူတွေရှိတဲ့ဇုံကိုကျွန်တော်ကသိသွားပြီအလားတူပဲဟုတ်ဆိုရင်ဒါဈေးရန်တစ်ခုကကျလာပြီဘာကြောင့်ကျသွားလဲဆိုတော့ရောင်း တဲ့သူတွေကြောင့်โอเคရောင်းတဲ့သူတွေကြောင့်ထိုးကြသွားโอเคဒီဆုံးမှာနော်ဈေးနဲ့တခုကအပေါ်ပြန်ထိုးတက်သွားပြီโอเคဘာကြောင့်ထိုးတက်သွားဆိုဝယ်သူတွေကြောင့်ပဲနော်ဝယ်သူတွေကြောင့်အပေါ်ပြန်ထိုးတက်သွားတယ်ဒါဆိုရင်ဒီအနှိမ့်ဈေးနဲ့တခုကိုကျွန်တော်ကဆွင်းလို့လို့ခေါ်တယ်အဲ့ဒီဆွင်းလို့မှာဘာတွေရှိလဲဆိုတော့ liquidity တွေရှိတယ်ဘယ်သူတွေရဲ့ liquidity ဆိုတော့ဝယ်တဲ့သူတွေဘက်က liquidity တနည်းအားဖြင့်ဝယ်သူတွေအများအပြားရှိတဲ့ဇုံတနည်းအားဖြင့်ဘိုင်းဇုံလို့လည်းကျွန်တော်ကပြောလို့ရတယ်နော် ကျွန်တော်ဒီမှာပြောချင်တဲ့အရာတစ်ခုကဈေးကွက်ထဲမှာလဲပတ်နေတဲ့အရာအလုံးအတက်အကျဖြစ်နေတဲ့ဈေးတန်းတွေအလုံးကဝယ်သူတွေရောင်းသူတွေကြောက်ပဲဝယ်သူရောင်းသူမရှိဘဲနဲ့မပါဘဲနဲ့ market ကဘယ်ဥမှမရွေ့နိုင်ဘူးเนาะဝယ်သူတွေအားများနေတဲ့အချိန်မျိုးဆိုရင်ဈေးကအတက်ကိုပြမယ်ရောင်းသူတွေအားများနေတဲ့အချိန်ဆိုရင်ဈေးကအကျကိုပြလိမ့်မယ်ဝယ်သူရောင်းသူအားများနေတဲ့အချိန်ဆိုရင်ဈေးကွက်ကအပေါ်လည်းမရွေ့အောက်ကိုလည်းမရွေ့ဘဲနဲ့ဒါဈေးတန်းတစ်ခုမှအတက်အကျဖြစ်နေလိမ့်မယ် ဒီသဘောတရားကိုနားလည်မယ်เนาะဆိုတော့ဒါဆိုရင်ဘဲဇုံတွေကတော့ဒါဝဲသူတွေရှိတဲ့ဇုံလေဆိုတော့ဘဲဇုံတွေကတော့ရောင်းသူတွေရှိတဲ့ဇုံကိုကျွန်တော်ကအနေချင်းသဘောပေါက်သွားလိမ့်မယ်ဈေးရဲတစ်ခုကတက်လာတယ်โอเคပြန်ကျသွားတယ်အဲ့ဒီအမြင့်ဈေးကိုကျွန်တော်ဆွဲဟိုက်လို့ခေါ်တယ်နောက်ပြီးတော့ liquidity လို့ခေါ်တယ်အဲ့ဒီ liquidity ကဘယ်သူတွေရဲ့ liquidity တွေဖြစ်မှာဆိုတော့ seller တွေရဲ့ liquidity เนาะရောင်းသူရောင်းသူတွေရဲ့ liquidity တွေဖြစ်မယ်เนาะနောက်တစ်ခုဈေးရဲတစ်ခုက ကျလာတယ် okay ပြန်တက်ခဲ့တဲ့ဒီအနှိပ်စည်းကိုဒါကျွန်တော်တို့ဆွင်းလို့လို့ခေါ်တယ်အဲ့ဒီဆွင်းလို့မှာဘာတွေရှိလဲဆိုတော့ liquidity တွေရှိမယ်ဘယ်သူတွေရဲ့ liquidity ဆိုတော့ဝယ်သူတွေဘက်က liquidity ဝယ်သူတွေကြောင့်ဈေးကပြန်တက်ခဲ့တဲ့ဇုံလို့ကျွန်တော်တို့ပြောလို့ရမယ်ဈေးတန်းတစ်ခုက okay တက်လာတယ် okay ပြန်ကျသွားခဲ့တဲ့เนาะဒီအပေါ်ကထိတ်ကူကျွန်တော်တို့ကဆွင်းဟိုက်လို့ခေါ်တယ်ဒီဇုံမှာဘာလို့ပြန်ကျသွားလဲဆိုတော့ဒါရောင်းတဲ့သူတွေကြောင့် ။เนาะအဲ့တော့အဲ့ဒီဇုံကိုကျွန်တော်တို့ကဆဲလာတွေအများပြားရှိတဲ့ဆဲဆော်တနည်းဖြင့်ဆွင့်ဟိုက်လို့ခေါ်တယ်เนาะ။ဒီမှာဆိုရင်ဈေးတန်းတစ်ခုကကျလာပြီ။ Okay ပြန်တက်ခဲ့တဲ့အဲ့ဒီအောက်က low point ပေါ့เนาะ။ဆိုတော့အနှိပ်ဈေးကိုကျွန်တော်တို့ကဆွင့်လို့လို့ခေါ်တယ်။ဒါကိုကျွန်တော်ဆွင့်လို့လို့ခေါ်တယ်ခဏကဆွင့်လို့တနည်းဖြင့်ဘိုင်းရတွေအများပြားရှိတဲ့ဘိုင်းဆုံဒီဆုံမှာဆိုရင်ဆဲလာတွေအများပြားရှိတဲ့ဈေးဆုံအလားတူပဲဈေးတန်းတစ်ခုကတက်လာပြီ။ Okay ပြန်ကျသွားခဲ့တဲ့ ဒီထက်ကိုဒါကျွန်တော်တို့ဆွေးဟလို့ခေါ်တယ်။ဈေးနှုန်းတစ်ခုကကျလာတယ်။ Okay ပြန်တက်ခဲ့တဲ့အဲ့ဒီ low point ကိုကျွန်တော်တို့ဆွင်းလို့လို့ခေါ်တယ်။နောက်တစ်ခု liquidity လို့လည်းခေါ်သေးတယ်။ဘယ်သူဘယ်သူတွေက liquidity လဲဆိုတော့ where to back up liquidity ဝယ်သူတွေကြောင့်ပဲဒါဈေးပြန်တက်ခဲ့တယ်လို့ကျွန်တော်တို့ပြောလို့ရနိုင်တယ်။ Okay နော်။ဒါဆိုရင်ကျွန်တော်ဒီလက်ရှိပြောခဲ့တဲ့ဆွင်းလို့ဆွင်း high တဘောတရားကိုကျွန်တော်နားလည်သွားလိမ့်မယ်လို့ထင်ပါတယ်နော်။